မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးထားဖို့ရရင်အချိုရစားစီကဝယ်ယူပြီးစစ်ကောင်စီအင်အားဖြည့်ဆွယ်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်လေတဲ့ရဲ့ပင်မတည်ယူပို့ဆောင်ရေးရဟတ်ရင် MISMD တွေပြစ်ချခံရလို့ဆုံးဆုံးမှုရှိလာပြီးတဲ့နောက်မှာ ရဆာလိုခင်မီစစ်ဘက်သုံး MI တာတရဲရဲရင်တွေကိုစက်ကောင်စီကမှာယူအုံပြူလာပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာအာနာသိမြန်မာစက်ကောင်စီကရဆာကနေဝယ်ယူထားတဲ့ MI တာတရဲရဲရင်၃စီးကိုတက်တောင်းဝင်ခဲ့ပြီးအဲ့ဒီအခမ်းအနားကိုစက်ကောင်စီကဆောင်လက်တရောက်ခဲ့ပါတယ်။စက်ကောင်စီကဝယ်ယူခဲ့တဲ့ MI တာတရဲတွေထဲမှာ၂စီးကတည်ယူပို့ဆောင်ရေးအတွက်အုံပြူတဲ့ MI တာတရဲတီတွေဖြစ်ပြီးနောက်တစ်စီးကတော့အရာစီးတွေနဲ့ဝင်ရပြီးပုံကိုယ်ရေးအတွက်ရည်ရွယ်ထားတဲ့အမျိုးအစားလို့ဆိုပါတယ်။ မြန်မာလီထဲမှာစစ်တီခဲရန်ရိတ်ခတည်ယူပို့ဆောင်ရေးအတွက်အ धिक အားကိုနေရတဲ့ MI70 အချို့ပြစ်ချခံရလို့ဆုံးဆုံးမှုတွေရှိလာပြီးတဲ့နောက်မှာ MI70 တဲ့အစင်ပုံမြင့်နေ MI38 အမျိုးအစားတွေကိုဝယ်ယူပြီးလေတဲ့အတွက်အင်အားဖြည့်လာတာလည်းဖြစ်ပါတယ် MI38 ရဟန်းရင်တွေမှာယူခဲ့တာဟာ2020ပြည်နေကြတဲ့ကလို့ယူဆရပြီးအဲ့ဒီတုန်းကရစားရဲ့စစ်လက်နဲ့လုပ်ငန်းစုကြီးက MI38 တွေအတွက်ပထမဆုံးပြည်ပအမှားစာတစ်ခုလက်ခံရရှိခဲ့ကြောင်းကြေညာခဲ့ပါတယ်။ အဲ့ဒီတုန်းကအမည်မဖော်ပြတဲ့နိုင်ငံသားတိုင်းပြည်တစ်ခုကရဟန်းရင်သုံးစီမှာယူခဲ့တာလို့ကော်မတီကပြောပါတယ်။ပေါက်ကျလာတဲ့စာရွက်စာတမ်းတွေအရာတော့ MI 38တီတစီအတွက်စာတင်ငွေကယူရို18တက်မှ9သန်းစီနဲ့ဘူယာဘီပါစီအတွက်ကတော့ယူရို21တက်မှ9သန်းလို့သိရပါတယ်။ပြီးတော့အပိုပစ္စည်းတွေရဟန်းရင်မူအတွက်လေ့ကျင့်ရေးအစီအစဉ်တွေပြုတ်ပြင်ထိန်သိမ်းရေးကိစ္စတွေကိုပါထက်သွဲရင်စာချုပ်တန်မှုဟာယူရိုတန်80လောက်ထိမြှပြမယ်လို့ယုံကြည်ကြပါတယ်။ MI38 တွေဟာမြန်မာနိုင်ငံကိုတည်ထက်ဆော်ရောက်ခဲ့တဲ့ပေမယ့်နိုင်ငံရေးမတည်ငြိမ်မှုနဲ့ဤပညာပြဌာနာတွေကြောင့်အချိန်ပိုနှောင့်နှေးခဲ့တာလို့လည်းသတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ရဟယင်တွေမှာယူပြီးတဲ့နောက်မှာမြန်မာနိုင်ငံမှာဆရာနာသိမ်းမှုဖြစ်ခဲ့တယ်လို့ရုဆာကလည်းအဲ့ဒီရဟယင်တွေရဲ့အင်ဂျင်တွေကိုတိဆောက်ရမှာဤပညာပိုင်းအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ရုဆာဟာမြန်မာစီပို့ပေးခဲ့တဲ့၃စီးအပအဝင် MI38 ရဟယင်စုစုပေါင်းစနစ်စီတိစောက်ပြီးစီးခဲ့ပြီးလို့ယုံကြည်ရပါတယ်။အဲ့ဒီမတိုင်ခင်စံတက်အစင်တိစောက်မှုတဲ့လေးစီးလဲရှိပါတယ်။ကျန်တဲ့ရဟယင်တွေကိုတော့ရစာဆိုရရင်အရေးပေါ်အခြေအနေသုံးပြန်ရင်ဝင်ကြီးဌာနကအဓိကမှာယူအသုံးပြုနေပါတယ်။ MI38 ဟာအလက်စားတည်ယူပို့ဆောင်ရေးရဟယင်တွေရဲ့မျိုးဆက်တည်လို့သတ်မှတ်ထားပါတယ်။တက်တန်းချာချောင်းနှင်နေပြီးသားဖြစ်တဲ့ MIA, MI70 ရဟယင်တွေနေရာမှာအစားတို့ပို့ရည်ရွယ်ထားပြီး TV7 117V အင်ဂျင်နှလုံးသက်ဆင်ထားပါတယ်။ အမိုင်းသားဒီအိတ်တွေဟာအမြင့်ဆုံးအမြန်နှုန်းတနာယီကို186မိုင်လောက်အထိပြန့်တန်းနိုင်သလိုလူနဲ့ကုန်စည်စုစုပေါင်းအလေးချိန်6တန်လောက်ကိုတည်ယူနိုင်မယ်လို့ဆိုပါတယ်တပ်ဖွဲ့ဝင်တွေကိုတည်ယူပို့ဆောင်ရမှာလူ30စာလောက်ဝန်ဆံပါတယ်ရဟတ်ရင်ကိုလောင်စာအပြည့်ဖြည့်ထားရင်ပိုင်600လောက်အထိခရီးပအောင်ပြန်တန်းနိုင်ပြီးအပိုဆောင်လောင်စာစည်းကမ်းတွေပါတတ်ထားရင်တော့ပိုင်800လောက်အထိမရမနာခီးနေနိုင်မယ်လို့သိရပါတယ် MI38 တွေမှာပိုကောင်းမွန်တဲ့ထင်းကျုံစနေစက်ပစ္စည်းအစဲပိုင်းတွေတက်ဆင်ထားပြီးအမတန်ပြင်းထန်တဲ့ယာဒီဥဒုအခြေအနေတွေမှာလည်းပြန်တန်းနိုင်မယ်လို့ကြေညာထားပါတယ်။အသိထေသာလူဤခဲ့တဲ့နေရာတွေပူလောင်ချတွေ့တဲ့တဲခန္ဓာရာတွေမှာလည်းအဲ့ဒီရဟန်းရှင်တွေကိုအသုံးပြုနိုင်မယ်လို့ကြေကြော်ထားပါတယ်။ တော်လင်ရေးအကောင်းနဲ့နေမြေတွေမှာပုံစံမျိုးစုံနဲ့လေကြောင်းတိုက်ခတ်မှုတွေကိုမြန်မာစစ်တပ်ကအစင်ဟောင်းမြေလွှတ်ဆောင်နေချိန်မှာအခုလိုမျိုးရဆလို့ခင်မီရဟရင်အစ်စ်တွေကိုပါလက်ခံရရှိလာတာဖြစ်ပါတယ်စစ်တပ်ဝါဒဖြင့် Telegram Channel တွေမှာ MI38 တွေကိုယာရီဥရုဆိုအပ်ပြီးတောတောင်ထူထပ်တဲ့တိုင်းရင်းသားဒေသတွေမှာစစ်စင်ရေးပြုလုပ်ရင်းအသုံးချနိုင်တယ်လို့ရေးသားဝါဒဖြန့်ကြပါတယ်ရှင်ဆလဘီ ဘုဒ္ဓလင်စီတော်ရွာမှာစစ်တပ်စစ်ကြောင်းဆုတ်ခွာသွားပြီးနောက်နေပြည်တော်ရှင်လင်းရေးပြုလုပ်စဉ်စစ်အုံဆောင်ပစ္စည်းများတင်စီရရှိစစ်ကြောင်းကမုံရွာဘက်ကိုသွားရောက်ပူပန်းပြီးတဲကြီးကုန်းရွာကိုမိရှုဖြတ်ဆည်းဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စီတော်ရွာအချမ်းမတ်စစ်တပ်စစ်ကြောင်းဆုတ်သွားပြီးနောက်နေပြည်တော်ရှင်လင်းရေးပြုလုပ်စဉ်စစ်အုံဆောင်ပစ္စည်းများတင်စီရရှိကရင်းစစ်ကြောင်းကမုံရွာဘက်ကိုသွားရောက်ပူပန်းပြီးတဲကြီးကုန်းရွာကိုမိရှုဖြတ်ဆည်းနေကြောင်းမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ်။ နိုဝင်ဘာလ3ရက်နေ့မုံရမြို့နယ်နာမခါမှထွက်လာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကဘူးတလီမြို့နယ်ဇီရောရွာမှာအခြေပြုသက်ဆွဲကောင်နိုဝင်ဘာလ3ရက်နေ့နေ့နဲ့အစောပိုင်းမှာကျေးရွာအတွင်မှပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။ထို့သောစစ်တပ်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပြီးနောက်မုံရခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာဤစီမံခန့်ခွဲမှုဖြင့်မုံရခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာဤအထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ချင်းတွင်ဗရာဒာမဦးဆောင်ရင်မုံရခရိုင်အမတ်၁၄တရင်ဘူးတလင်းတပန်းဖုံပန်နူလာတပန်းဖုံ ဖက်ဒရယ်ဒီမိုကရက်တစ်ဖုံဘာမာအာမီပိုလက်ကအဖွဲ့ SRF NPDN တောင်းပြောက်ကြားအဖွဲ့အုတ်ကြီးနှင့်အဖွဲ့နင်ကြအဖွဲ့တို့ကဇီရိုရာအတွင်နေမြေစင်းလင်းရေလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ရှင်နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်အကြမ်းမဲ့စစ်သားများကြံခဲ့သည့်အသုံးအစာပြုစီများတင်စီရာစီကမိဆိုရှင်းလင်းခဲ့ကြောင်းသိရပါသည်။၎င်းစီရောရွာမှဆုတ်ခွာသွားသည့်စစ်ကြောင်းသည်မုံရမြို့နယ်အတွင်းစီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းနှင့်တွားရပူပေါင်းကအင်အားနေရာခံဖြင့် ရမန်နေနိုဝင်မာလာ၁၇ရက်နေ့မော်လွယ်ပိုင်းမှာတဲကြီးကုန်းရွာကိုဝင်ရောက်စင်းနေမိဆွေနေချင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းကနာမခရဲပြောင်းဝင်သွားတာမဟုတ်လားဘူးမနီကတော်လရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးပါရာမော်တာနှစ်စီးနေလေကြောင်းတိုက်ခတ်မှု၄ကြိမ်နဲ့လေကြောင်းစစ်ကူပေးခဲ့တဲ့ထိတွေ့တိုက်ပွဲဖြစ်တဲ့မုံရမြို့နယ်တွေကစစ်ကွေးစစ်ကြောင်းစီကိုပူပေါင်းသွားနိုင်ပါတယ်။မုံရဘက်ကစစ်ကွေးတွေကိုတွားရပူပေါင်းပြီးတဲကြီးကုန်းချင်းရွာဘက်ကပြည်သူပိုင်းနေအိမ်တွေကိုစစ်ကွေးတွေကမိသင်ဆိုနေကြတယ်။ ကြောက်စစ်ပေါ်အမြတ်သက်သေးကိုဝင်သွားတာလည်းမဟုတ်ပြန်ဘူးစစ်ခွေးတွေဆုတ်ခွာရလမ်းကြောင်းကနာမကအေဒီယာဖြစ်နေတော့ကျွန်တော်တို့ကရန်သူနယ်မြေထဲမှာဝင်ပြီးတရင်ယူဖို့ကအမတန်ခက်ခဲတယ်ကိထဒရုန်းလုံဖို့ကြပြန်တော့လေရန်သူဂျာမားတွေကအကောင်တော့ပြက်ပြက်ကြနေလို့လူနယ်ပဲကိထောက်တော့တာမို့ရန်သူဆုတ်ခွာရလမ်းကြောင်းအသေးချာကိုအရင်တုန်းကလောက်အတိအကျမတီးရတော့ပဲခံမှန်ပြောနေရတာမို့ပါလို့မောင်ရခင်ရပြည်သူ့ကွယ်ရေးအဖွဲ့ပါကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်